ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်။ဟုတ်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ကိုကိုဒီနေ့ဘာကြောင့်လေးပြောမလဲ။ဒီနေ့ကလားဒီနေ့ကတော့အားလုံးကိုဟိုဒီနည်းနည်းဘူးသတ်ရစီမဲ့ရတခုလောက် share ပေးခြင်းပါတယ်။အဲ့ဒါကတော့ကျွန်တော်ဒီ online အနေနဲ့စင်အယောင်းဝယ်လေးလေးလုပ်ပြီးတော့ပေါ့နော်ချပါမှာပေါ့နော်။ဆိုတော့အပေါ်ငွေလေးတခုဘယ်လိုရှာမလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးအကိစ္စနဲ့ပတ်သက်ပြီးတော့အားလုံးပဲအတွေ့အကြုံတွေရအောင်ညောင်းပေးချင်ပါတယ်ဟုတ် ဟုတ်ပါတယ်ရှင်ဒီကတော့လိုမျိုးပေါ့ streamer site တွေကနေဘလို့ပတ်စံ always ramen နေဘလို့လုပ်နေပေါ့နော်အဲ့ဒါလေးတစ်ချက် share ပေးမှာမလို့တစ်ချက်စေဝင်သားလေဆိုရင်ကြည့်ရှုပေးကြပါလို့မိသားရဲ့ခင်ပါတယ်ရှင်ဟုတ်တယ်အဲ့ဆိုရင်ဟိုဟာအဓိကပေါ့နော်ဟိုချီလေးကလိုမျိုးဒီ streamer site တွေမှာလိုမျိုးအယောင်းဝယ်လုပ်ပြီးတော့ပုံငွေရရပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးတွေအားလုံးကျွန်တော်မျှဝေပေးပါအောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့อืม ဟုတ်ကဲ့ကိုဟုတ်အမ်ဒီစကားတော့ဗောနော်လိုမျိုးလေးပေါ့ကွာ free mark site ဒီမှာဘယ်လိုအလိုမျိုးပေါ့ extra menu တွေဘယ်လိုလုပ်လဲပေါ့နော်ဟာကိုဘလော့ဆရာလိုမျိုးပေါ့ဒီဂျပန်မှာနေနေနဲ့ကို extra menu လူလူရတဲ့ညီတဲ့နေရာတော့အများကြီးရှိရဆိုပေမဲ့ပေါ့နော်ဟိုဟာဒီဆိုလိုချင်ပေါ့လိုမျိုးပေါ့ပစ္စည်းလေးတွေဟို free mark site ဒီမှာအကြောင်းဝင်လုပ်ပြီးတော့ပတ်စံလေးတွေရတာလေးတွေရှိရပေါ့လားဒီဒီဟုတ်ဒီခါရတာလေးရှိပြီဟုတ်ဟုတ်ဆိုတော့အဲ့ဒါခြေလေးက ဟိုပါဘောเนาะဒီ framework site တွေကိုဘယ်တော့ဆက်သုံးခဲ့ရလဲပေါ့เนาะကြာပြီလားမသိဘူးโอเคกูก็ geo site เนี่ยไอ้ free mart site เนี่ยอ่าลงเกได้ปอนเนาะจริงๆแล้วยังก็တော့น้ําไม่ได้ปอนเนาะ free mart site เนี่ยลงเกได้จริงญี่ปุ่นยောက်กาซาปอนเนาะลงเกได้ทีนี้รอบกาปอซาပြီးတော့ตีราบัวอีกว่าตีไอ้กูยောက်กานี่ไม่เสร็จไปပြီးတော့ဆိုเลย strong man นี่นี่ลงลงဖြစ်ไปဆိုပြီးတော့ไอ้อ่ะนี่ပြီးတော့จริงๆแล้วစိတ်ဝင်စားတော့ลงจริงရဲ့ခါမှာအဆင်ပြေတာပေါ့အဲ့ဒါเนี่ยลงဖြစ်တာပါဟုတ် ဆိုတော့ free mark site တွေရောဟိုကကြည်ဘေးအားတွေတောင်းတာလဲပေါ့နော်ဆိုတော့နာမည်ကြီးတဲ့ဟာတွေဘယ်နှခုရှိလဲဆိုတာလေးလည်းတစ်ချက်တော့ share ပြပါဦး ဟောနာမည်ကြီးလာတွေကတော့အများကြီးပဲရှိရပါတော့ဂျပန်မှာအကြီးကနာမည်ကြီးဆုံးပေါ့ရန်ညင်ကီဖြစ်တာတော့မီရူကာတွေပေါ့နော်မီရူကာတွေဆိုရင်ဟိုကိုမြန်မာလူမျိုးတွေလည်းတည်ချမယ်လို့ထင်ပါရယ်ပေါ့နော်ပြီးလို့ချင်းဒီဂျပန်တနိုင်ငံလုံးအများစုကလည်းအဲမီရူကာတွေဆိုလူတိုင်းတည်ကြရယ်ပေါ့ဟုတ်ဟုတ်ပြီးတော့တခြားဟာနာမည်ကြီးရဲ့ site တွေကတော့မျိုး Rakuten နဲ့ရှိရယ်ပြီးတော့ PP တို့ PP ဟို Free Ma တို့ပေါ့နော်ပြီး Yahoo option တို့အများကြီးပဲရှိတာပေါ့အဲဒီအများကြီးရှိဟုတ်ကဲ့ကိုဟုတ် ဆိုတော့ကအဲဆိုတော့အဲ့ဒီဟိုဘယ်လိုပြောရမလဲအဲ့ဒီ website တွေမှာအဓိကဟိုဘယ်လိုပြောရမလဲခြေလေးကဟိုရောင်းတာလားဝယ်တာလားပေါ့နော်ဟိုကဘယ်လိုမျိုးဟာဟိုအဓိကလောက်တာလည်းမသိဘူးဟုတ်အဲခြေလေးဆိုလို့ချင်းပေါ့ရောင်းတာရောဝယ်တာရောညမျိုးလုံးလုပ်ခဲ့ပေါ့နော်ဝယ်ဟာဒီကြားတော့ဥပမာကိုယ့်ရင်မှာအသုံးလို့ရတချို့ pre book ကပစ္စည်းတွေဇွမ်းရနေပြီးတော့ဟိုဘောဈေးတက်တောင်တက်တာနေရတယ် လိုမျိုးပေါ့ကိုရဟိုပတ်စံလေးလဲစေအပူစေပြတာပေါ့လိုမျိုးအဟောင်းလေးဆိုပေမဲ့သူတို့ဟာလေးတွေကလိုမျိုးပေါ့အတင်းကြီးပါလေးကောင်းတာလေးရှိရဲ့လိုမျိုးလေးတွေပဲတောင်းတာရှိရဲ့ပြီးတော့ဟိုဝယ်ပြီးတော့တချို့ပစ္စည်းတွေဆိုရင်ချစ်လေးဆိုရင်လိုမျိုးပေါ့ accessory လေးတွေခြိုက်တယ် accessory တွေခြိုက်တဲ့အတွက်ကြောင့်ဂျပန် AKK လေးပေါ့နော်ဝယ်ပြောတာဝယ်ရဲဝယ်ပြီးတချို့ဟာလေးတွေဆိုပြန်ရောင်းနေပေါ့အဲ့ကကြာအမြင်လေးတွေရတာလေးရှိတာပေါ့ဟုတ်ဟောဟောအဲ့ PC လေးတွေကို ပြန်ဝယ်ပြီးတော့ကိုယ်ကပြန်ရောင်းတာပေါ့နော်အဲ့လိုမျိုးဝင်စားဈေးတင်ပြီးပြန်ရောင်းတာလားအဲ့လို ဟုတ်တယ်ကိုကိုဈေးတည်မီရောင်းတာဆိုရင်ကိုကဥပမာအဲ့လိုမျိုးဈေးတည်မီရောင်းတဲ့ဟာတွေတော့ရှိရပါတော့။ဥပမာကိုကပစ္စည်းတစ်ခုကိုသွားအဲ့တချို့ဆိုလို့ချင်းရင်ဒီဟိုဘောဒီနိုင်ငံမှာဆိုလို့ချင်းပေါ့နော်။တချို့ဟိုဆေးလာလေးဆိုလို့ချင်းသူတို့ကသူတို့ပစ္စည်းတွေကိုလွန်ခဲ့တဲ့လွန်ခဲ့တဲ့ဒီပေါင်းများစွာတော့ပြုခဲ့တဲ့ပစ္စည်းတွေဥပမာရွှေရည်ပစ္စည်းဆိုလို့ချင်းအမြဲတမ်းဟိုတန်ဖိုးရှိနေရတယ်။ဒါပေမဲ့သူတို့တွေအညီနဲ့ကဒီပစ္စည်းတွေကတန်ဖိုးရှိရဆိုပေမဲ့လည်းညှင့်တည်အကြာကြီးပဲသုံးခဲ့တဲ့အတွက်ကြောင့်တချို့တွေကအခုခါးလာပေါင်စီတဲ့ အများကြီးပဲပေါ့เนาะဈေးချော်ပြီးရောင်းတာပေါ့ကံအဲကိုကကံကောင်းတဲ့သူတယောက်ဆိုလို့ချင်းရနိုင်တယ်ပေါ့ရတဲ့ဆိုရင်အဲ့ပစ္စည်းလေးတွေဝယ်ဝယ်ပြီးရောပြန်ရောင်းတာပိုက်ခါချင်းပတ်စံကြီးအများကြီးရနိုင်တာပေါ့ဟုတ်ဟုတ်ဟုတ်လားချစ်လေးကမြတ်လားမြတ်လားဟုတ်ကဲ့ချစ်လေးဆိုမြက်တယ်ပေါ့နော်မြန်ရဲလို့မျိုးအများရဲလုတ်လုတ်ဖူးတာပေါ့လုတ်တဲ့ခါကျရင်ကိုကဟိုအဲဒီဂျာပူတဲ့ရတဲ့ခါကျရင်အများကြီးတဲ့လိုမျိုးပေါ့ကိုကဟိုဂျီဝက်ဘ်ဆိုက်ကနေဝင်ပြီးဟိုပတ်ဆိုင်မှာပြန်ရောက်ပြီးတော့အများကြီးပြန်ပြတ်တာလေးရှိခဲ့ပြီဟုတ်ဟုတ်ဟုတ် ဆိုတော့အဲ့ဒါကဟိုခြေလေးပြောပါဘောနော်ဒီဘက်ဝက်ဆက်မှာဝယ်ပြီးတော့ဘက်ဝက်ဆက်မှာပြင်ရအောင်နေပေါ့အဲ့ဒါလေးကတော့ဘာဖြစ်လို့လဲဖြစ်နေရမ်းမသိတော့ဘောဝက်ဆက်အတူတူပဲရောင်းလို့မရဘူးလားโอเคกูก็อ่าไอ้ไซต์มาไปเปลี่ยนยาวลงย่าบ่เนาะจังใบแม้กูอ่ะบะมาหลูမျိုးဖြစ်แจ้จั่วจ้าวเนเน่တော့อ่านาราบ่เว้ยพี่กูที่ไซต์มาเวไล่ได้บ่เว้ยใบแม้ที่ မိသူကာဒီထဲမှာပဲကိုယ်ဝယ်လိုက်တယ်ဝယ်တဲ့ခါကျရင်ကိုယ်ကိုချောင်းအဲ့ချောင်းနဲ့သူကဆယ်လိုက်ထဲမှာရှိနေတော့မယ်ပေါ့နောက်ခါကျရင်ကိုကပြန်ချက်ချင်းပြန်ရောင်းနေဆိုရင်တော့အဲ့လိုမျိုးပေါ့အာနာစီယာကြီးဖြစ်တဲ့အဲ့အတွက်ကြောင့်ပြန်မရောင်းဖြစ်ဘူးပေါ့အဲ့ကြောင့်အဲ့ဥစားတစ်ချောင်းနဲ့ပါတယ်နောက်တစ်ချောင်းကကြောင့်ကိုတဲဆူရောရလဲဈေးကြီးရဲ့ဒီကလိုမျိုးကိုကအာနာတာပေါ့နော်အဲ့ဒီဆိုင်မှာပြန်ရောင်းမယ်ဆိုရင်တော့အဲ့ကြောင့်မိုဘိုဝက်ဘ်ဆိုက်ဆိုလို့ချင်းပြန်ရောင်းနေနောက်တစ်ခုကကြတော့ကိုကဟုတ်တယ်ဒီဆယ်လာဒီဝက်ဘ်ဆိုက်ကနေပြီးဝယ်လိုက်တယ်ဒါပေမဲ့သူ့ပစ္စည်းကိုသဘောကျတဲ့အတွက် ကြောင်းတနည်းလောက်ထိအသုံးပြုပြီးမှပြန်ရောင်းမယ်ဆိုလို့ချင်းတော့အားနာစရာမရှိဘူးအဲ့ခါကျရင်ပြန်ရောင်းရင်အဆင်ပြေတာပေါ့ဟုတ်ဟုတ်ဟုတ်ဆိုတော့အဲ့ဟာကတက်ဆူလျော်တွေရောသူတို့ကဟိုဂျားလေးရနေတဆင်အဲ့ဒီ website တွေက percentage နဲ့ဖြတ်သွားတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ဒီရောင်းလို့ရတဲ့ငွေတွေကတက်ဆူလျော်ဆိုတာဟုတ်တယ်တက်ဆူလျော်ဆိုတာကကျတော့ဝယ်သူကနေစရောမယူဘူးပေါ့နော်ရောင်းသူကနေယူတယ်ကိုက ိုပစ္စည်းပြန်ရောင်းမှန်ဆိုရင်ကိုယ့်ရဲ့ပစ္စည်းရောပုံမှာ1000ဆိုရင်မီတူကာလီမှာဆိုရင်10%ပြန်ရတယ်ကိုကွာ10%ဆိုတော့1000ဆိုရင်ပစ္စည်းရဲ့တန်ဖိုးရဲ့1000ပေါ့ဒီ10%ဆိုတာပြန်ပေးရတယ်ပေးရတဲ့အတွက်ကြာရေးဆိုနည်းနည်းတော့တာကားကြီးဖြစ်တာပေါ့နော်ဒီမီတူကာလီမှာရောင်းမယ်ဆိုတော့ချင်းဒါပေမဲ့တခြား website PP free မှာခြေသေးဆိုရင်အမြင်ရလုံနေကြတာတော့ဒီမီတူကာလီကနေပြောဝယ်တယ်စီးတတောင်တတောင်နဲ့ပြီးရင်တခြားအဲ့လိုမျိုးဟို PP frame တွေမှာရောင်းနေပြီးတော့ဟာခု မားမာတွေရောင်းရာကူတန်းလောက်ထားရာကူမားပေါ့နော်အဲ့မှာလဲသတန်းပါဆန်ပဲဘာလို့တော့အဲ့ပတ်မာတွေကြောင့်ခြေလေးဆိုရဲ့လိုမျိုးစီတူကိုရောင်းမယ်ဆိုရင်တခြား site တွေထဲမှာကြပြိုင်နဲ့တင်လိုက်တာပေါ့ရမ်းမမဟိုကရာကူတန်းဆိုလို့ရာကူမားဆိုရင်တန်းပါဆန်နဲ့တန်းပါဆန်ဆိုတော့နည်းနည်းလေးပစ္စည်းရဲ့တန်ပိုးလေးကိုနည်းနည်းလေးမြင့်ပြီးရောရောင်းလိုက်တာပေါ့ဟုတ်အဲ့ထဲမှာမကူကရောင်းတဲ့သူကဝယ်တဲ့သူကတခြားလိုမျိုးပေါ့ဟိုဟိုကြိုက်တဲ့ပိုင်းလိုမျိုးတွေ့ပါတယ်ဆိုလို့ချင်းစေးစစ်ပြုံးဝယ်ကြတာလိုမျိုးဟုတ်တယ် ဟုတ်ဟုတ်အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲဆိုတော့အဲ့ဒီကောင်ကဒီလိုမျိုး website တွေမှာအယောင်းဝင်လောက်တာမှာလွယ်ကူကူလောက်လို့ရတာဘယ်သူမဆိုးလောက်လို့ရတာမသိဘူးဟုတ်တယ်ကိုကိုဟုတ်လေကိုကိုနဲ့လို့လို့ရရပေါ့နော်ခြေလေးနေနဲ့ဒီမီလူကာရီကိုစရောင်းတော့ဆိုလိုမျိုးမဟုတ်ချင်းဟွန်ညင်ခါကွန်ညင်ပေါ့နော်သူတို့ကအတန်တီကိလောက်ရတယ်ဒီသူကအစင်မှန်ဖြစ်ကြောင်းပေါ့ဒီမှာဘယ်လိုလောက်ရတယ်ဆိုရင်ကိုမြန်မာနိုင်ငံမှာဆိုရင်မပုံချင်းလို့မျိုးပေါ့နော်အလားတည်းကို app တော့ဘူး app လောက်လုပ်ပြီးတော့သူတင်ပြီးတော့မှအဲ့ ဟိုရောင်းလာတာပေါ့နော်ဒီမီဒိုကာဒီမှာကြတော့အလားမလို့ပေါ့ဒါပေမဲ့ PayPay Free မှာမှာဆိုလို့ချင်းတော့အခုဆိုရင်နောက်ပိုင်းဆိုရင်တော့လိုလာပေါ့နော်ကိုကအဲ့ဒီဟို authenticate မလုပ်ဖ ೇನೆ ရောင်းလို့မရဘူးပေါ့ပစ္စည်းတွေရောဝယ်လို့ရတယ်ဒါပေမဲ့ရောင်းလို့မရဘူးပေါ့ဟုတ်အမေကလေးကမလို့ဘူးလားမီဒိုကာဒီကမလို့သေးဘူးဟုတ်ကဲ့ဟုတ်ဟုတ် အဲဖုန်းနံပါတ်နဲ့ပဲဖွင့်တာလားဘယ်လိုလဲမသိဘူးအကောင့်ဖွင့်တာကြိုက်ရတယ်ဖွင့်ရဟုတ်အမ်သူကအရင်ဆုံးကအီးမေးလ်နဲ့လုပ်ရဒါပေမဲ့တေချာပေါက်ကတော့အဲ့လိုမျိုးပေါ့ဖုန်းနံပါတ်ကပြို့ပေးရတာပေါ့နော်ဟိုမီလူကာလီရောတခြားဘယ်အဲ့လိုမျိုး free mail site မဆိုအကုန်လုံးကတေချာပေါက်ဖုန်းနံပါတ်ကိုပေးရတယ်ဟုတ်ဟုတ်ဆိုအဲ့ဒါဆိုရင်ဘယ်သူမဆိုဟိုကဖွင့်ပြီးတော့အေးအေးဆေးဆေးနဲ့အဲ့လိုမျိုး ဟိုလကူနဲ့အယောင်းဝယ်လုပ်လို့ရတာပေါ့နော်ပြောရရင်ဟုတ်တယ်ကိုကိုကျော်တော်လေးကိုအဆင်ပြေရဲ့ကိုကအလုံးရှုံနေရတဲ့သူဆိုလို့ချင်းရဲ့တောင်တန်ရုံအပြင်သိမ့်မသွားပြဖို့ဆိုလို့ချင်းကိုကအင်္ဂလိပ်ဂျပန်စာနဲ့နည်းနည်းပါတက်တယ်ဆိုရင်နားထည်တယ်ဆိုလို့ချင်းလွယ်လွယ်ကူကူနဲ့ပြန်အသုံးချလို့ရပါတယ်ကိုကိုပစ္စည်းကိုကြိုက်တဲ့ပစ္စည်းလေးတွေတခုရှိရဆိုလို့ချင်းလည်းလိုမျိုးပေါ့ခြေလေးဆိုရင်နိုင်ငံခြားသူဆိုတော့လေတခုခုဆိုရင်ပစ္စည်းကိုထိုင်ထိုင်တမ်းမှုဝယ်ဝါရက်ဆိုတော့ကိုကဈေးစစ်တာစစ်ပြီးတော့မှဝယ်တာတခု မြန်မာငွေနဲ့တက်တွက်ပြီးတော့လေမြန်လူညမျောတာပေါ့နော်အဲဒါကြောင့်မို့ဈေးစစ်စီပြီးတော့ဝင်ပါတယ်ဟုတ်ပို့ဟောအေးဆိုတော့อืมဆိုတော့အဲ့ဒါအဲ့ဒီ website မှာကအဓိကပစ္စည်းတွေကဒီလိုအခြေသေးအရောင်းဝင်လို့တာပေါ့နော်ဆိုတော့ဘယ်လိုမျိုးပစ္စည်းတွေလဲရွှေတဲ့ပစ္စည်းတွေလားပေါ့နော်ဥပမာ electronic ပစ္စည်းဆိုရင်ဈေးကြတာတွေပါလေရှိတယ်ပေါ့နော်ဆိုတော့ prepaid ပစ္စည်းဆိုလည်းကြီးတယ်လေဆိုတော့အဓိကအရောင်းဝင်လို့တာဘယ်လိုမျိုးအားတွေလောက်တယ်လဲမသိဘူးဟုတ်ကဲ့ပို့ပို့ခြေလေးဆိုလို့ချင်းဥပမာခြေလေးဆိုရင်ဒီနှကန်းကြီးလေးတွေ ဝယ်ပြီးဝယ်ရပေါ့နော်ကိုကဝယ်ပြီးဝယ်ပြီးကြတော့ကိုမချိုက်တော့ဆိုဒီညကန်းနေတဲ့အုံးလို့တော့ဆိုကိုပြန်ရောင်းနေပေါ့တေချာလေးတသက်ရဲ့အုံးတေချာကိုဝယ်ထားတဲ့တံပိုးကြတော့မျိုးဈေးကိုမတရားလျှော့ပြီးတော့ပြန်ရောင်းလိုက်တာပေါ့အဲ့လိုမျိုးလေးလုပ်တယ်ပြီးလို့ချင်းချင်းလေးနေနေဝယ်တာလေးတွေကြားလို့မျိုးပေါ့တချို့ Zara တို့ဟို branded egg လေးတွေပေါ့ Zara ဆိုလို့ချင်းကိုအပြင်မှာဝယ်လို့မျိုးနည်းနည်းလေးဈေးကြည့်ရေကိုပေါ့9000လောက်ကနေစား9000 9000လောက်ဆိုရင်အသစ်ဆိုပေါ့နော်လောက်တော့ရှိရဲ့ဒါပေမဲ့မေတို့ကားဒီမှာကိုကဝယ်တက်တယ်ဆိုလို့ချင်ရင်ကိုအဲ့လိုမျိုးတချို့သူတို့အသုံးပြတာအသုံးအသုံးမပြရသေးပဲလုံးဝမသုံးဘဲနဲ့ဒီဇိုင်းကိုမကြိုက်လို့ပြန်ရောင်းနေသူတွေရှိရဲ့ကိုကအဲ့ခါကျရင်ကိုကဈေးကိုလျှော့ပြီးတော့တဝက်ဈေးနဲ့လည်းရှားနေတာပေါ့အဲ့လိုမျိုးလေးရှိတာပေါ့ဟုတ်ဟုတ်ကောအဲ့လိုဟုတ်အဲ့လိုရောင်းဝယ်ကကျတော့အဲ့ဒါလေးလုပ်ရတာရောင်းဝယ်ကကြတော့ဟုတ်ကဲ့ဘယ်လိုလဲဆိုတော့ရောင်းဝယ်ကအကြီးကမြတ်တာကကြတော့ကိုကရွှေရည်ပစ္စည်း အယောင်းဝယ်ဖြစ်မှာပဲမြတ်တာပေါ့နော်ရွှေရပစ္စည်းတွေဆိုဥပမာဘယ်လိုလဲဆိုတော့ကွာအဲ့ကိုကကငါမရှင်ပြောခဲ့တယ်လို့ပဲနော်။ကွာအဲပစ္စည်းတွေလိုမျိုးတချို့ဒီမှာဆိုလို့ချင်းတချို့ seller တွေကကြတော့အဲ့လိုမျိုးပေါ့ပစ္စည်းလေးတွေကိုသူကအဲ့လိုမျိုးလေးတွေဟိုတုံးပြီးသားဆိုတော့အဲ့လိုမျိုးဈေးကိုအစမတန်ချပြီးရောင်းနေ။ရောင်းတဲ့အခါကျရင်ကိုကဝယ်တဲ့သူကြီးအများကြီးပဲလို့ဝယ်ကြတယ် ကိုယ့်ထဲမှာကန်ကောင်းပြီးတော့ရှားသွားလို့ချင်းကိုယ့်ပစ္စည်းကိုပြန်ရောင်းပေါ့တော့ရတယ်ဝယ်လိုက်တယ်ဝယ်ပြီးသွားလို့ချင်းလိုမျိုးပေါ့အစမတန်ပြန်ပြီးတော့ရောင်းတဲ့အခါကျရင်မြတ်တာရှိတယ်ပေါ့အဲ့ဒီတွေကနေအဲ့ရနေပတ်စံကြီးအများကြီးရခဲ့တယ်ပေါ့ချင်းလေးဆိုပေါ့နော်အဲ့လိုဖြစ်တာပေါ့ဟုတ်အဓိကအဲ့လိုမျိုးရွှေတဲ့ပစ္စည်းတွေပေါ့နော်ဆိုတော့အဓိကရွှေတဲ့ပစ္စည်းတွေကလည်းပြီးတော့ဟိုဟာရောင်းဝယ်လို့လဲဆိုတော့သတိထားရမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိစ္စနဲ့ပတ်သက်ပြီးတော့ချင်းလေးပါ share ပေးခြင်း ဟုတ်တယ်ကိုကိုတေချာပေါ့ကိုကရွှေတဲ့ပစ္စည်းဆိုရင်ကိုကနားမလဲပဲနဲ့လုံးလို့မရပါဘူးကိုကတေချာပေါ့ကတော့ရွှေပစ္စည်းတွေအကြောင်းကိုကနားလည်နေမှာရပါမယ်နားမလဲအောင်ဆိုလို့တေချာပေါ့အညာခင်ရမယ်ပေါ့နော်ကိုကတကယ်လို့ကိုဝယ်လိုက်တယ်တကယ်လို့ကိုကအစင်မဟုတ်ပဲနဲ့အတူဖြစ်နေဆိုရင်ကိုရင်းထားတဲ့ပတ်စံအောင်ကိုကရှုံးနိုင်တယ်ပေါ့လို့ရှိဟုတ်ကွာ အတူတွေပါရှိရတဲ့သဘောမျိုးလားအဲ့လိုမျိုးဟုတ်တယ်ကိုကအတူတွေအများကြီးရှိရတချို့အခုနောက်ပိုင်းဆိုတော်တော်များများပေါ့နော်အဲ့လိုမျိုးအတူတွေရောင်းနေတာတွေ့ရဲအဲ့လိုမျိုးပေါ့ကွာအရွှေဆွဲကျိုးတစ်ခုဝယ်လိုက်ရဲအခုနောက်ပိုင်းဆိုချစ်တိမြင်တွေ့နေရပေါ့ကွာဂျိတ်ရွှေဆွဲကျိုးရဲ့ဂျိတ်လေးတနေရာလောက်ပဲရွှေလောက်တာပြီးတော့ကျန်တဲ့အပိုင်းနေရာကြာဂျိုးလေးရအဲ့လိုမျိုးပေါ့အရွှေစင်မဟုတ်ပဲနဲ့အတူတွေဖြစ်နေရရှိရကိုကဟုတ်လားအဲ့အဲ့ခါကျရင်တော့အဲ့လိုမျိုးပေါ့ကွာနားလည်နေမှရအောင်ပေါ့နားမလည်အဲ့ဒါဆိုလုံးနော်ဟုတ် ်တို့ရရှိနော်ဒီကြပေါ့ရွှေရပစ္စည်းရောင်းဝယ်လို့မယ်ဆိုရင်ကိုကနားလည်မှာရောင်းပါလို့ရောင်းမဝယ်ပါလို့မလို့တကယ်လို့နားမလည်ဘူးဆိုရင်လည်းတေချာလေ့လာပြီးတော့မှလုပ်ပါလို့ပြောချင်တယ်ဟုတ်ကဲ့ဟုတ်ဟုတ်အင်းဆိုတော့ကကြာအဲ့ဒါဆိုရင်ဘာပြောပါတော့အဓိကတော့ဟိုအခုလိုမျိုးလာပစ္စည်းရောင်းဝယ်လောက်တာကော online ဘောကလောက်တဲ့ကိစ္စပါနော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးချီလေးနောက်ထပ်တစ်ခုခုအဲ့လိုမျိုးပြောချင်တာရှိသေးတာမသိဘူးအားလုံးပေါ့နော်ပြောချင်တာတော့အဲ့လိုမျိုး ပေါ့ဒီလောလောဆယ်ညီမတို့ကဂျပန်နေထွက်တော်မှာမို့လို့ပေါ့နော်နည်းနည်းလေးရလာလေးရောဝန်နေရပါဘောနော်ကိုကတကယ်လို့ဒီဂျပန်မှာညီနေတဲ့သူဆိုလို့ချင်းရင်ပေါ့ကိုအိမ်မှာလည်းအတော့မလို့လည်းပစ္စည်းတွေပြန်ရောင်းလို့ရတယ်လို့ကိုညီနေလည်းတကယ်လို့ branded တွေတွေစဉ်ဝင်စားရဲဆိုလို့ချင်းရင်ဟို branded အိမ်လေးတွေပေါ့နော်ဒီမှာ outlet ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးလေးဝယ်ပြီးတော့ကိုမြန်မာနိုင်ငံကိုပြန်ရောင်းနေဆိုရင်ပဲကိုကအဲ့လိုမျိုးပေါ့ပတ်စံနဲ့ကိုလည်းအမြန်ရမယ်ကိုမြန်မာလူမျိုးတွေလည်းအဲ့လိုမျိုးပေါ့တည်တည်ချာချာလေးအဲ့လိုမျိုးပေါ့ဟို branded ပစ္စည်းတွေတွေတတောင်တတောင် သုံးလို့ရမှာပေါ့တခုပဲပေါ့နော်ဦးနေကြီးလုတ်ချင်တာအဲ့လိုမျိုးပေါ့ request လုတ်ချင်တာကွာဟိုဘယ်လိုမျိုးပေါ့ဈေးတွေဟိုအရန်ပေါ့မတင်ပဲနဲ့ဟိုဟန်ပဲဖြစ်ပြောကွာဒီချာချာလေးလိုမျိုးပေါ့ကိုမြန်မာလူမျိုးတွေသုံးဖို့အတွက်ဆိုပြီးစစ်သနာလေးနဲ့ပြန်ရောက်မယ်ဆိုလို့ချင်းကိုရောအဆင်ပြေကိုမြန်မာလူမျိုးတွေရဲ့အဆင်ပြေပါတယ်လို့အဲ့လိုမျိုးလေးတွေအသုံးချပါတော့ဒီကအဲ့လိုမျိုးလေးကိုအသေးချတုံးတယ်ဆိုလို့ချင်းတုံးတက်တယ်ဆိုလို့ချင်းကြော်လေးကိုအဆင်ပြေပါတယ်လို့ပြောချင် ဟုတ်ကဲ့ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြောရရင်နေ့တည်းတော့ဟိုဒီလိုမျိုးဂျပန်မှာနေရဆိုတော့အခွင့်အရေးတခုပေါ့နော်အခုလိုမျိုး website အကောင်းမရှိဘူးဆိုတော့လည်းခက်ခဲတာဆိုတော့လေဟောအဲ့လိုမျိုးဂျပန်မှာလည်းပြီးတော့ PC တွေအသုံးပြီးရင်တို့ရောအသက်တိုင်းပေါ့နော်ပြောရရင်ဟိုတေချာသုံးတဲ့လူတွေဆိုတော့တို့ရော PC အယောင်းဝင် market ကတော်တော်လေးကြီးလာဆိုတော့လေဘယ်လို application တစ်စင်းအဲ့လိုမျိုးအားလုံးပဲဘယ်လိုကုနဲ့သုံးလို့ရတဲ့ဟာလေးအခွင့်အရေးတခုပေါ့နော်အလုံးဒီတမ်းပဲကျွန်တော်တို့လည်းကျွန်တော်အဓိကခြေလေးတောင်းတော့ဘောနော်တောင်းလာဆိုမျှဝေပြလိုက်တာဘောနော်ဟုတ် ဟောအဲအဲ့လိုမျိုးဟောအဲဆိုရင်နောက်နောက်ဆုံးအနေနဲ့ဒီမျိုးမပြောချင်ဖြစ်တယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကတော့လိုမျိုးပဲပေါ့ကိုတကယ်လို့ဒီကွန်မန့်အောက်မှာကိုဟိုညီမတီတလောက်လေးပဲကိုကခြေတီတီတလောက်လေးပဲရှင်းပြတာပေါ့နော်ကိုထက်တည်းရဲ့သူရှင်းရအောင်မှာလာပြကွန်မန့် session မှာလာပြောပြောပြီးတော့ဆွေးနွေးလို့ရပါတယ်လို့မပြီးတော့ဒီ video လေးကိုလည်းဟိုကြည့်ဖြစ်တယ်ဆိုရင်လည်းကျေးဇူးတင်ပါတယ်လို့နော်ဟောဟောအနောက်ပြပါဟုတ် အားလုံးကိုကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ဟုတ်ကျွန်တော်ကျွန်တော်ရဲ့ channel လေးကိုလည်းအကယ်၍ကြည့်နေတဲ့တွေဆိုရင်ကျွန်တော် like and subscribe ပေါ့နော်ဟို share ပေးတာမျိုးပဲပြပြလုပ်ပေးသွားကြပါလို့အားလုံးတောင်းဆိုပါတယ်ဟုတ် โอเคအချင်းရောပဲကိုကိုပြောခဲ့သလိုပဲပေါ့เนาะအားလုံးပဲတကယ်လို့ဒီကိုရဲ့ဒီ page တွေကိုညီမတို့နှစ်ယောက်ရဲ့ page တွေကိုကြိုက်ညက်တက်တယ်ဆိုလို့ချင်း like and follow လေးဟိုပြီးတော့ Facebook မှာဆိုရင် follow ပေါ့เนาะ YouTube မှာဆိုရင်တော့ subscribe လေးလုပ်ပေးသွားကြပါလို့ fan page ဆိုရင်ညီသားရက်ခဲ့ပါတယ်ရှင်ကျေးဇူးတင်ပါတယ်လို့เนาะဟုတ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်